လူတွေရောအသက်34နှစ်အရွယ်ရစာပြီးမှုရှိတယ်မှာဘာကြောင့်လို့ထင်လဲပတ်ဝန်းကျင်ကြောင့်လားတငယ်ချင်းသူ့ကိုယ်သူအဆုံးစီရင်ပြီးနှစ်လအကြာအဲ့တငယ်ချင်းရဲ့မွေးနေ့မှာပဲသူ့ကိုယ်သူထပ်ပြီးအဆုံးစီရင်ခဲ့အဲ့ဒါတော့လင်းရဲ့ပဲ့ရဲ့လီပုံကလေးဖြစ်တဲ့ Chester Bennington မှာဒီလ20ရက်နေ့ကတော့သူ့ရဲ့မွေးနေ့ပေါ့ငငယ်ကလေးတွေကမွေးရစီပေါ်ပြီးဖြစ်ပြောင်းနေရတဲ့သူ့ရဲ့နာကျင်မှုတွေရောဘာတွေဖြစ်မလဲ sexual abuse ဆိုတာတက်ရွယ်မှုခြံနာမျိုးဖြစ်တယ်ဆိုတာသိကြမှာ။ယောက်ျားလေးတွေမှာတိတ်ပြီးမဖြစ်နိုင်လောက်ပေါ့ဘူးလို့တော်တော်များများအထင်ကြီးတယ်။ So I was uh I was exposed to it really really young and there was a lot of things that happened to me as a young person that really difficult to deal with. Um, and uh, I found myself alone a lot. And so it was I think that given the nature of a lot of the aspects of my childhood when that first person offered me you know an escape from reality, um, I kind of took it and I ran with it, you know. သူခုနှစ်နှစ်သားအရွယ်မှာတော့သူ့ရဲ့ကြီးရဲ့ရပ်လာတငယ်ချင်းအကိုကြီးတယောက်ရဲ့ဆက်ရွှေ abuse လုပ်တာကိုလည်းသူခံခဲ့ရသေးတယ်ပေါ့နော်။သူအားအချိန်တုန်းကတခြားသူတွေကသူဖွင့်ပြပြခြင်းမျိုးမလုပ်ဘူး။သူပြောပြလိုက်တဲ့အခါရောက်မှာသူ့ကိုဂီးလို့ထင်သွားမှရင်မဟုတ်ဘဲနဲ့ပြောရလို့ထင်ခဲ့ရမှာကြောင့်မလို့သူမပြောပြခဲ့ဘူးပေါ့နော်။အဲ့လိုဖြစ်တဲ့ကာလတွေကတပတ်တလတစ်ခဏတာမှမဟုတ်ဘဲနဲ့ နောက်ဆုံးသူ့အဖေကိုဖွင့်ပြောတဲ့အချိန်မှာသူ့အသက်က73နှစ်တောင်ရှိနေပါပြီ။6နှစ်လောက်ကြာနှစ်ပေါင်းများစွာသူ့ကိုဘယ်သူမှ abuse လုပ်လဲဆိုတာသူ့အဖေကိုဖွင့်ပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့တရားစွဲရတယ်ပါတော့မလုပ်ခဲ့ကြပါဘူး။ Chester ဒီလိုမျိုးငငယ်ရွယ်နဲ့ abuse လုပ်ခံရတဲ့အဖေကိုသူတို့မိသားစု ပြဿနာတွေရတယ်။တော်တော်လေးမှဆိုးဝါးနေတဲ့အခြေအနေတွေ။သူ့အသက်72နှစ်သားအရွယ်မှာဆိုလို့ရှိရင်သူ့အမေကသူ့ကိုထားသွားခဲ့တယ်။သူ့ကိုရောသူ့အမရောနောက်ပိုင်းမှာထွက်သွားခဲ့ကြတယ်။ Life got really weird and really hard. One of our friends died of cancer. My dad my stepdad died of cancer. And I was like, you know, drinking again. All my relationships were struggling, like my, everything was struggling. I was burnt out because I was just like fuck the world. Like not like I need a break, like honestly like fuck all of you like everybody and everything and i don't like doing anything anymore like nothing makes me ကလင်းငယ်တယောက်ရဲ့တဏိတာဆိုတာကြောင်းသွားမယ်ကြောင်းကပြန်ရောက်လာကစားမယ်ဒါလေးပဲရှိရချက်စတာငငယ်လေးတွေကလူကောင်သေးရဲ့ထင်မှာပါတော့ကြောင်းမာလည်းအမြဲတမ်းပူလီလောက်ခံရအိမ်မာလည်းဆော့မယ်ဆိုလို့ရှိရင်ညီကောင်မောင်နှမတွေကအနားမှာအတူတူမရှိကြတော့အတူတူဆော့ပေးတဲ့သူကြတော့လေခြေကဘာကြီးကဘာလဲသူရဲ့ခံစားချက်တွေကြောင့်ဒါထုတ်ပြဖို့လည်းမလွယ်ဘူး အိမ်တွင်းပြဿနာတွေလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကဒီအချိန်လေးကနေရုံထွက်ဖို့သူကပြားရေးစာရတော့သူရေးခဲ့ပါတယ်ဘလို့ပဲထွက်ပေါက်ရှာရဲပဲပြောပြောဒီလိုစိတ်ညစ်စရာနဲ့စိတ်တရားတွေဆိုတာလွယ်လွယ်လေးနဲ့ပျောက်သွားတဲ့အရာတွေမဟုတ်တော့သူအရက်နဲ့မွေးစေကိုစာပြီးတောင်းလာခဲ့ပါတယ် The one I would say that music has probably kept me alive uh more so than anything else I mean um other than you know uh love from your friends and family I think that uh you know music is probably the reason why I still am here because that is how I get out a lot of the stuff that's going on inside of me and that's how I kind of work through a lot of things I reflect on my life I reflect on how I feel ဒီကငငယ်လေးကလေးက music ကို YouTube တွေတရားဖြစ်တော့စောပိုင်းမှာလည်း band တချို့ကလုပ်လေလုပ်ခဲ့ပုံပါတယ်ဒါပေမဲ့အဆင်မပြေတွေဖြစ်ပြီးနိပညာလုံဆက်မလုပ်တော့ပါဘူးလို့တော့မှဒါစိတ်ကူးခဲ့ပါတယ်နောက်ပိုင်းမှာတော့ Chap Blue က Linkin Park ဆိုပြီးဖြစ်လာမယ်ဇီးတို့မှာသူ့ကိုပေါ်ဖို့ကန့်လန့်ခဲ့ရနေပြီးတော့ Chester Music ကိုဆက်ပြီးလှုပ်ဖြစ်ခဲ့တာပါ။ Jab Blue ဆိုတာကကျတော့ Soma Music Publishing က Vice President တယောက်လည်းဖြစ်တယ်။သူကဒါ talent ရှိတဲ့သူတွေကိုအမြဲတမ်းလိုက်ရှာနေတဲ့သူတယောက်ပေါ့နော်။ဒါ Jab Blue ကကျတော့ Linkin Park စောက်ဖက်ဖို့လို့တော့ record ကြီးတွေရဖို့ရောသူအများကြီးကူညီပေးခဲ့တယ်ပေါ့နော်။ Zero ရဲ့ Raw Zero Date ကို2009ရဲ့ October 24ရက်နေ့မှာ Linkin Park ရဲ့ပထမအုပ်စိုးအဗန်ဖြစ်တဲ့ Hybrid Theory ဆိုပြီးထွက်ခဲ့ရတယ်နော်။ Linkin Park ဆိုတာစပေါ်ခဲ့ရနေပြီးတော့ မစ်လောကမှာမသိတဲ့သူမရှိတဲ့ဒီအောင်မြင်ခဲ့တဲ့ဘန်တစ်ခုဆိုတာတော့ပြောလို့ရံမလို့တော့ပေါ့နော်ချက်စတာဒီလိုမျိုးအောင်မြင်မှုတွေရလာတယ်လို့ပဲနောက်ထပ်ဘန်တွေမှာလည်းပါခဲ့ပါသေးရဲ့2013ခုနှစ်ကတော့သူ့ငွေဘွားအိမ်မက်တွေတခုအကောင့်ထည့်ပေါ်ခဲ့တယ်လို့ပဲပြောရမှာပါပဲအဲဒီတော့ SD ဘန်ရဲ့လီစင်ကဖြစ်တဲ့ Scott Weller ဘန်တွေနှုတ်ထွက်သွားခဲ့တာပေါ့နော်အဲ့ခါမှာဘန်နေပြီးတော့ချက်စတာကို invite လုပ်ခဲ့တာပါဒီလိုမျိုးသူ့ငွေဘွားအိမ်မက်တွေတွေက ဘန်တစ်ခုမှဆိုးခွင့်ရခဲ့ပေမဲ့လေသူလင်ကေဘတ်မှာလုပ်တဲ့ချင်းနေရာကျတော့မော်ဒန်ဘက်ကိုပို့သွားတယ်။ STB မှာလုပ်တဲ့ချင်းနေရာကျတော့ classical rock ဘက်ကိုသွားတယ်ပေါ့နော်။ဒီလိုမျိုးအကြိုက်တယ်မတူ taste တယ်မတူသူကလည်းလင်ကေဘတ်ကိုပို့ပြီးမှ focus လုပ်ချင်တဲ့အတွက်ကြောင့်မလို့2015ခုနှစ်မှာတော့ဒီ STB လို့ခေါ်တဲ့ stone temple ဘိုင်းတော့အဖွဲ့နဲ့လမ်းခွဲခဲ့ပါတယ်။2019ကတော့လင်ကေဘတ် fan တွေအတွက်အကြီးကိုရဆုံးနှစ်တစ်နှစ်လို့ပြောရမှာပါပဲ။မေလမှာပဲ Chester ရဲ့တငယ်ချင်း ခရစ်ကိုကိုကိုအဆုံးစီရင်ခဲ့ရပေါ့နော်အဲ့ကိစ္စတွေကချက်စတာရဲ့အရင်အတန်ရာတွေပို့ပြီးထိခိုက်စေရတူတွေမြင်မိပါတယ်သူကလည်းအဲ့အတွက်ကြောင့်မလို့စာလေးတစ်စောင်ရေးခဲ့သေးပါတယ်သူတို့နှစ်ယောက်ကကြတော့2009ခုနှစ် project revolution မှာပို့ပြီးမှရင်းနှီးခဲ့ကြရတယ်လို့ပြောရမှာပါဘူးနှစ်ယောက်တော့ grand rock ဒီ emotional songwriting ဘက်တွေကိုသွားတဲ့သူတွေဖြစ်တယ်မဟုတ်ဘူးအခြားသူတွေကသူတို့ကပို့ပြီးမှရင်းနှီးခဲ့ကြတာပေါ့ ခရစ်ကလည်းချက်စတာကိုညီလေးတယောက်လိုပဲချက်စတာလည်းခရစ်ကို သူ့ရဲ့အတန်နဲ့ musical influence ကိုတော်တော်လေးလေးစားနေကြတာပေါ့နော်အဲ့လိုနဲ့မကြပါဘူးခရစ်ရဲ့မွေးနေ့အရောက်မှာပဲချက်စတာလည်းသူ့ကိုသူအဆုံးစီနေဒါတွေကတကယ်ပဲတိုက်ဆိုင်မှုတစ်ခုလားဒါမှမဟုတ်သူ့တငယ်ချင်းနောက်ကိုပဲလိုက်သွားခဲ့ရတာသူ့ဘဝရဟောင်းအောင်မြင်ခဲ့တယ်ဆိုတာတက်သူ့ရဲ့နာကျင်စရာအတိတ်တွေကို ပိုင်းတစားတော့ခံစားမိပါတယ်။တကယ်လက်တွေ့မှာသူခံစားနေရတာတွေကအများကိုဒီလိုမျိုးချပြရတာပိုပိုနေမှာပါ။ဘောက်ဆိုတော့တချို့အရာတွေကကိုယ့်ရဲ့ခံစားချက်တွေအတွေးတွေကိုအများအသိအောင် နားလည်အောင် ရှင်းပြဖို့ဆိုတာမလွယ်တာဖြစ်တာမဟုတ်လို့ဘူးနော်။ Chester နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရသူ့ရဲ့ခံစားချက်တွေဆိုတာလေဘယ်တော့မှပြည့်ပြည့်စုံမှာမဟုတ်ပဲနဲ့အနည်းငယ်လောက်ကိုပဲသူ့ရဲ့အနုပညာတွေရနေပြီးတော့ခံစားလို့ရနေမှာပါ။ it's not like oh man like i kind of like them. i'm just bummed it's like i don't want to do anything and i don't feel like doing anything and i don't like anything like there's there's no sunshine for me i've always kind of dealt with that my whole life you know um, i've always had these kind of depressive this depressive side and i think that's something I, i've never liked but I've also never liked being anything. I don't like being, ha- I, mean, I wanna be happy, but when I'm in it, I try to get out of it. I don't like being sad. When I'm in it, I wanna get out of it. I've never been comfortable just being, just being. 大家好，我叫陈华罗。对我从小到大那边边的，其实他对也看啥子的哟。那边伢呢，吃别个，那边铺酒啥个的都呗。老宋嘛，不话我兄弟俩不会呢，对也拿钱木有，送得多还有呗，没明白呢。<laughs> အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုပြောချင်တာစိတ်ထက်ကြစရာတွေစိတ်ညစ်စရာတွေဆိုတာအခုချိန်မှာလူတိုင်းလူလိုကြုံနေရတာမို့လို့အမြဲတမ်းစိတ်ညစ်စရာတွေတွေးမိနေပဲ ਨੇ ဘဝမှာကောင်းတဲ့ချက်တွေကိုရှာကြည့်ပြီးနေဖို့တော့တိုက်တွန်းချင်ပါတယ်တယောက်တည်းထီးချန်နေလို့ခံစားရတယ်ဘသူမှကိုယ်နားလည်းမပေးနိုင်ဘူးဆိုတာတွေရတယ်အမြဲလူလိုကြုံနေရတာမို့လို့တခုခုဆိုရင်ဒီလိုအတွေးတွေကိုအရင်ဆုံးဖျောက်ဆီးချင်ပါတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုပြောပြချင်တယ် ဒါမှလည်းကိုယ့်ရဲ့တခြားကိုယ်သိတဲ့သူတွေကိုလည်းမပြောပြခြင်းတယောက်ယောက်ကိုတော့ရင်ဖွင့်ပြခြင်းတယ်အဲ့လိုခါရီဆိုရင်လေကျွန်တော်တို့အနားမှာတူတူရှိနေပြပါမှုလို့ကောင်းမမှာပဲဖြစ်ဖြစ်ချက်ပေါက်မှာပဲဖြစ်ဖြစ်ပေါပေါပါပါလာပြီးပြောလို့ရပါတယ်ဖြစ်စေချင်တာနောက်ဘဝဆိုတာရှင်းပြမသေးကြမယုံတော်မှုလို့ဒီဘဝမှာတက်နိုင်ဆုံးနဲ့အကောင်းဆုံးတွေကိုပဲဖျက်ဆီးစေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကလည်းဒီလိုမျိုးတက်နိုင်တဲ့ပတ်လေးတွေကနေပြီးတော့ လက်ပေးခြင်းမိပါရင်အရင်တော့တခြင်းသိမ့်နားမထောင်ပြပြင်မယ်လင်ခဲ့ဘက်တခြင်းတွေကိုနားထောင်နိုင် Chester ရဲ့ emotion နဲ့ဖြစ်တဲ့တခြင်းတွေကိုနားထောင်ရတယ်သူ့ရဲ့အကြီးကျယ်တဲ့စိတ်ဝမ်းနဲ့တဲ့နာကျင်တဲ့ခံစားချက်တွေကိုခံစားရတယ်သူ့ကိုဆုံးရှုံးအောင်လို့ဝမ်းနဲ့တာထက်သူအေးချမ်းစွာအနားယူဖို့ပဲမျှော်လင့်မိပါရင်အိမ်ရော memory ခံစားချက်တွေကိုပဲတံမိုးထားပြီးတော့ပို့ပြီးတော့ appreciate လုပ်ဖြစ်လာပါတယ်ဒီဗီဒီယိုဆက်လုပ်ကြတဲ့အား လင်းဘက်တစ်ချင်းနေပဲနားထောင်ပြီးနေတော့ပြန်မရတော့နိုင်တဲ့အရင်အမှတ်တရတွေပေါ်မှာတတိယမိပါသေးတယ်။ပြောရင်းနဲ့အရင်တုန်းက Transformer ကားရဲ့ Prime Mega Force ရဲ့လင်းဘက်တစ်ချင်းရဲ့အားလေးဝိုင်းလူလူကြိုက်ကြပြီးတော့သူတို့ခေရလို့တော့မပြောရပါဘူး။ခုလိုမျိုးငယ်ဘဝအမှတ်တရတွေနဲ့အချိန်မျိုးတန်ဖိုးရှာလုပ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်လို့ဒီဗီဒီယိုလေးနဲ့သူ့ရဲ့မွေးလာမှာအမှတ်တရအနေနဲ့လွှတ်ဖြစ်လိုက်ပါတယ်။အဆုံးထိကြည့်ပေးကြတဲ့သူတွေလည်း 地図見アイテム